အကူကမြီးပေါ်မှာအရန်ချစ်တဲ့အဖိုးတယောက်ပေါ့။ကိုရဲကောင်နေရနေပြီးတော့အောင်တရားဆောင်ထားပါ။ပြောမယ်ဆိုရင်တော့ဟို suspend ပေါ့။ suspend လို့ဇလန်အမျိုးစားလို့ပြောလို့ရတယ်ညီ။ဟိုလောကမှာသူ့မှာဒဏ်ရန်ဒဏ်ချစ်တွေနဲ့ဖြတ်တန်းခဲ့တဲ့လူတယောက်ဆိုရင်လည်းလောကရန်လို့ပြောလို့ရတယ်။လောကဒဏ်ခတ်ထားတဲ့အတွက်သူလောကရန်ဒဏ်ကိုခံနေရတဲ့လူတယောက်လို့လည်းပြောလို့ရတယ်။နောက်ပြီးတော့လောကယူစိတ်နာတယ် တော့နီးမျိုးစုံဖွင့်လို့ရတာပေါ့နော်လောကဏဆိုတဲ့စကလုံးကတော့ဘောတော့အဲ့လိုတော့မြင်တယ်ဒီလောကဏဇာကားကြီးမှာကျတော့ကျွန်တော်ကဥရဲကောင်ရဲ့အရန်ချစ်တဲ့မီးရဲနောင်ပေါ့နော်အရန်ချမ်းသာတယ်ပြီးဒါဆိုတိုင်ဝမ်ကြီးပင်းလာတယ်ပြီးတော့အဲ့လိုမျိုးလူသေသေးမရှိရရှိနေတဲ့ကလေးလေးပေါ့ပြီးတော့အဖိုးကလည်းအရန်လိုတိုက်ထားတဲ့ခါကျတော့အရန်နည်းနည်းစိုးတယ်ပေါ့နော်အဲ့လို character မျိုးပါလဲပြုဆောင်တာပါတော့လောကဏဇာကားအဲ့လိုသူကဟို suspend လို့လို့ပြောပြရမယ်ဘာမှမသိရတဲ့ဟာပေါ့နော်သူကဒီနောက်ဆုံး ဟိုမာတာလေးပြိတက်ဒီအကုန်လုံးကျွန်တော်နောက်ဆုံးထိကြည့်နေရှင်ပါလေဗျာနောက်ဆုံးကြမှာတာလေးဒီကအရေးအဝါနားလဲမှာပေါ့ပြင်မလားမိုက်ပါအရင် mystery ဖြစ်တယ်ဗျာဇာကားဟိုမိမျောင်းလေးခရရတဲ့မတရားကြီးအများကြီးပါဒါပေမဲ့အဲမှာပေါ့နော်ကျွန်တော်ဒီဥနေမျောင်းတင်မိတဲ့ဟာလေးသူလုပ်တဲ့ idea တွေမှာကျွန်တော်ပြန်ကြည့်ပြမှာပြန်ပြီးပညာရွေးရဟာလေးမတရားညာရှိမှာအဲ့ဒီအဲ့ဒါလေးတွေပပလေးတွေပါအဲ့လဲဆိုတော့အကူကလိုအပ်တာလေးကြတော့အကူကလည်းတင်တင်ပြီးတာပါဆရာတော့လောက်တာဟုတ်ပါဘူး အဲ့ဒီမှာအထူးကြီးအဲ့လိုမတရားဆိုလို့ရှိရင်ကျွန်တော်ကအဖိုးအရန်ချစ်တဲ့ခါရတော့ခဏခဏနားရတယ်ပေါ့နော်ဒါပေမဲ့အဖိုးကအဲ့တော့ကဂမ်စတာနဲတော့ဒီမှာကတ်တူအော်လိုက်ပြီဆိုလို့ရှိရင်အော်ငါချက်မဲချုပ်နေပြီလားမသိဘူးပေါ့အဲ့အရန်မတရားပေါ့နော်စင်းတော်တော်များများမင်းငေါ့နန်းခဲ့ရဟုတ်တယ်အကုန်ဒီမှာပေါ့အင်းဒီ logan ကမှာကျွန်တော်တစ်ခါမှမရိုက်ဘူးတဲ့ဂါရီတာပေါ့နော်ဒီဂမ်စတာပေါ့ဝီလီဆိုတဲ့ဂါရီတာလေးပေါ့ဘလူးစကားမျိုးစားလဲဆိုတော့သူက suspense လည်းပါတယ် action လည်းပါတယ် drama လည်းပါတယ်ပေါ့နော်လည်းပြောလေတော်တော်လေးလေးတော်တော်လေးပေါင်းဆက်ထားတယ်ပေါ့ရတတ်မျိုးစုံခံစားရမှာပါဒီကားလေးဒီကားမှာကဒီကျွန်တော်တို့ဒီလူငယ်တွေဖြစ်လက်ဖြစ်တာရှိတဲ့အရာတွေအဲငွေချောင်းမှုဒီအမားတွေလုံပြီးတဲ့အရာတွေပြီးတော့လူငယ်တွေဘဝမှာတကယ်ဘယ်လို ဟိုအခက်ခဲကြီးဘယ်လောက်ပဲရှိရှိတို့ဒီ928တန်ရုံးစင်းနေ1500တန်ရုံးစင်းနေအဲ့ဒါတွေကိုလည်းဖော်ပြထားတယ်ငွေကြေးမှုပစ္စည်းတော့ရဲ့လူတယောက်ကိုလည်းဖော်ပြထားတယ်အများကြီးပေါ့နော်အဲ့လိုမျိုးဒီအခုအပြင်မှာတကယ်ဖြစ်နေတဲ့အရာတွေအားလုံးကိုပဲဖော်ကျူးထားရဲ့ဇာတ်ကားဖြစ်တယ်အဲ့ဒီအတွက်ဘေးဂျင်နဲ့မက်ဆေ့ချ်တွေလည်းတကယ်အရန်ကောင်းမွန်တဲ့အတွက်ဒီကားလေးကိုကြည့်တင်တယ်လို့ဆိုချင်ပါတယ် ဒီစကားမှာကျွန်တော်အနေနဲ့အားရဆုံးအခန်းပေါ့နော်ကျွန်တော်အနေနဲ့ကြိုက်ဆုံးအခန်းဆိုရင်ဒီကျွန်တော်ရဲ့ဒီဒီစကားရဲ့ pre ending ပေါ့နော်ကျွန်တော်ရဲ့အဆက်တင်းမှာဆိုဒီကျွန်တော်ကဒီအချက်ကြောင့်မို့ပြောင်းလဲသွားတဲ့အရာလေးရှိတယ်။အဲ့ဒီအရာလေးကအလုံးယုံလာကြည့်လိုက်ရင်သိပါမှာ။ကြည့်လိုက်ပါဟိုတန်ဆွာဒီလောကဒန်စကားမှာပေါ့เนาะကောင်းလေးအကုန်လုံးကြောက်ကြိုက် play character လေးနဲ့ပတ်ဝန်းထားတာပါ um ဒီလူရယ်လို့ဖြစ်လာရင်ပေါ့နော်ညီမတို့ဒီဘဝတခြားလုံးမှာအစိုးရနေလေကြုံရရဲ့အကောင်းနေလေကြုံရရဲ့ဒီဘဝတခြားလုံးကြုံတွေ့ရရဲ့အစိုးကောင်းဘောလောကန်လို့သတ်မှတ်ထားပါတယ်